အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်စက်တင်ဘာလ30ရက်မြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကြွလဇန်9ရက်အင်ကာနေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လန်နေ့တစ်ပါလို့ပြည်သူပေါင်းနှစ်ခွန်းဆက်တာပါပါတယ်ခင်ဗျာဒီကနေ့မနက်ခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရတွေကတော့အမေတော်ဆန်းစုကြည်ရဲ့ဝိညာဉ်ရှောက်သွားနေသလားဆိုတဲ့ခေါင်းစဉ်နဲ့ဥခင်မောင်စိုးကရေးသားလာပါတယ်ခင်ဗျာတော်လိုင်းရံမုံငွေရှာဖွေပေးတဲ့ကိစ္စရက်တွေကိုအပိတိုင်ရနာကြောင်းမတ်ပန်ဆယ်လူကဒီကနေ့မနက်မှာ ကြေညာချက်ထုတ်ပြန်လာပါတယ်။ရခိုင်စစ်မျက်နှာ၃ခုမှာအချမ်းမဆက်ရှုံးကောင်စီတက်ထိနာနေပါတယ်။ဒါကြောင့်ဆက်ရှုံးကောင်စီတက်ကရသားပြည်သူတွေကိုနေရောညပါအချမ်းဖက်တိုက်ခိုက်နေတဲ့အတွက်သတိပြုကြဖို့လေချောင်းရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်တဲ့အရေးပေါ်သတိပေးချက်ကိုအေအေကထုတ်ပြန်လာပါတယ်။ KNBB ဥက္ကဋ္ဌနဲ့ NUG ယာယီသမ္မတတော်လှန်ရေးစိန်ခေါ်မှုတွေကိုကြော်လွှားနိုင်ဖို့နဲ့ Federal Democracy နိုင်ငံတည်ဆောက်ရေးဆွေးနွေးကြပါတယ်။ဂါဇာငြိမ်းချမ်းရေးအစီအမံအသစ်ကိုထရက်နဲ့နေတန်ညာဟုတ်က ြီးညာလာပါတယ်ဟာမက်စ်ကလက်ခံဖို့လိုတယ်လို့လည်းသတိပေးပါတယ်ခင်ဗျာဒီသတင်းနေနဲ့ဒူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရပါပါဟောဒီကနေ့မနက်ခင်းမှာပထမဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အမေတောင်ဆန်းစုကြည်ရဲ့ဝိညာဉ်လျှောက်သွားနေသလားဆိုတဲ့ခေါင်းစဉ်နဲ့ဥက္ကမောင်ဆိုးကရေးသားလာတဲ့အကြောင်းအရာပါဥက္ကမောင်ဆိုးဆိုတာကတော့ဝါရင်သတင်းစာဆရာနိုင်ငံရေးသမားတဦးပါအမေတောင်ဆန်းစုကြည်နဲ့လည်းယင်းဤတဲ့ဆက်ဆံရေးရှိသူတဦးဖြစ်ပါတယ် အဲ့တော့မေတော်စားစုကြီးနဲ့ဥက္ကမောင်ဆိုးရဲ့အင်တာဗျူးရုပ်သံဖိုင်ကိုလည်းအလုံးဒီပါကြည့်ရှုဘူးကြလိမ့်မယ်လို့ယူဆပါတယ်ဥက္ကမောင်ဆိုးကဒီမနက်မှာပဲသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကိုရေးသားလာတာဖြစ်ပါတယ်အဲ့တော့အခုနိုင်ငံတကာနဲ့ဒီကုလသမဂ္ဂအပါအဝင်နိုင်ငံတကာပြောဆိုမှုတွေရောအမှဘယ်လိုသုံးသပ်လဲမှာ ဒါပြောဆိုမှုတွေကတော့နိုင်ငံအတွက်မကောင်းဘူးပေါ့ဒါပဲလို့ဒါကြောင့်မလို့ဒီဟာတွေကဘလောက်အခြေမြင့်ရှိလဲဆိုတော့ကြည့်ရမယ်မခန့်ခတ်ပြောတယ်ဝေဘာနဲ့ဆိုလို့ရှိရင်ကိုယ်ဝေဘာနဲ့ဆိုရင်တချို့ဝေဘာနာနဲ့ဒေါသထွက်တာပဲဒါပေမဲ့ကြည့်ရမှာဒီဝေဘာတက်ကမှန်ကလားမမှန်လားဟုတ်ကဲ့မှန်နေစင်ကိုကိုကိုပြုပြင်ရမယ်။မှန်မှုစင်မမှန်ရတဲ့ဘာလို့ပြောလဲဆိုတဲ့အကြောင်းကိုရှာရမယ်။ဟုတ်ကဲ့။တို့နားလည်မှုလွဲလို့လား။တမင်တက်တက်တိုက်ခိုက်တာလား။ဟုတ်ကဲ့။အဲ့ဒါအကြောင်းကိုရှာပြီးတော့မှဒီဟာကိုဟိုတင့်တော်သလိုကန်ကြွလို့ရမှာ ညကအိမ်မက်တစ်ခုမှတ်တယ်ကျွန်တော်ညစာစားနေတော့မှအမတော်ဆန်းစုကြည်ရောက်လာတယ်ကျွန်တော်ကထိုင်နေတာအမကမတ်တည့်ရက်လျက်ကျွန်တော်စားနေတာက အသားဟင်းတစ်ခွက်နဲ့ဟင်းသီးဟင်းရွက်တို့စရာတွေကျွန်တော်ကပြောတယ်အမထိုင်လေညစာစားမလားအမကပြောတယ်အမဟင်းသီးဟင်းရွက်ကြိုက်တယ်ကျွန်တော်ကထိုင်နေရကဂမန်ကရန်ထလိုက်တယ်ဆက်လက်ရွက်နဲ့မုံညင်းရွက်စိမ့်တွေကိုရေးစေးလိုက်တယ်အဲ့ဒီချိန်မှာ အမကမရှိတော့ဘူးအပြင်ကိုထွက်သွားပြီကျွန်တော်သူ့နောက်ကိုပြေးလိုက်သွားတယ် အမထမင်းမစားတော့ဘူးလားအခုဘယ်သွားမှာလဲအဲ့ဒီအချိန်မှာအမဒေါ်ဆန်းစုကြည်ကကျွန်တော်ရက်နေတဲ့နေရာထက်မြင့်တဲ့မျက်ခင်းမြင်တစ်ခုပေါ်မှာအချိန်ကညဘက်ဒါမှမဟုတ်ညနေခင်းဆိုတော့လမ်းမီတိုင်းအလင်းဝါဖြတ်ဖြတ်ညီချင်းချင်းအောက်မှာအမကကျွန်တော်ကိုတစ်ချက်လှမ်းကြည့်တယ်အမတယောက်တည်းသွားမလို့လားအဖော်လဲမပါဘဲနဲ့ဘယ်သွားမှာလဲအမကကျွန်တော်ကိုလှည့်မကြည့်တော့ဘူး तू သွားမယ်ရှေ့ကိုပဲကြည်ရင်းနဲ့ပြောတယ်ကိစ္စမရှိဘူး လူတွေရဲ့အခြေအနေကိုအမလိုက်ကြည့်အောင်ပဲအဲ့လိုပြောရင်အမကနီညိုရောင်မလင်းတလင်းညအမောင်အောက်မှာတဖြည်းဖြည်းလမ်းလျှောက်ရင်းနဲ့မျက်ခင်းပေါ်မှာပျောက်သွားတယ်သူသွားတာကနင်းနေမြန်နေခဏလေးနဲ့ကျွန်တော်မျက်စိအောက်ကပျောက်သွားရောကျွန်တော်ကစွန့်အပ်ပြီးတော့ကြံရစ်တယ်အနာကိုရောက်လာတဲ့လူငယ်တချို့ကိုကျွန်တော်ကအော်ပြောလိုက်တယ်အမနောက်ကိုလိုက်သွားကြပါအောင်သူတယောက်တည်းကွာလူငယ်တယောက်ကအမဘယ်ဘက်သွားတယ်လဲဆိုပြီးကျွန်တော်ညွှန်ပြတဲ့ဘက်ကိုပြေးထွက်သွားတယ်ကျွန်တော်လန့်နိုးလာတယ်ဥကောင်းနဲ့တကူလုံး ချွေးတွေပြန်လို့နိုင်ယိုကြည့်တယ်မနက်၄နာရီအမနေကောင်းရဲ့လားဒါကတော့ဦးခင်မောင်ဆိုးကသူ့ရဲ့အိမ်မက်သူ့ရဲ့တွေ့ကြုံခဲ့ရတဲ့အိမ်မက်ထဲကဖြစ်စဉ်အကြောင်းအရာအသေးစိတ်ကိုအခုလိုမျိုးရေးသားလာတာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာတစ်ခုကိုပြည်သူထံကိုတင်ဆက်တင်နေထင်လို့ကျွန်တော်ဖတ်ပြတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာမေတောင်ဆန်းစုကြည်နဲ့သမနာပါဝင်ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားအားလုံးအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းတောင်းကျင်ပါတယ် နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရကတော့တော်လှန်ရေးရန်ပုန်ငွေရှာဖွေတဲ့ကိစ္စရအားလုံးကိုအပြီးတိုင်ရန်နာလိုက်ပြီးဖြစ်တဲ့ကြောင်းမတ်ပန်ဆယ်လူကကြေညာလာပါတယ်ဒီကနေ့မနေ့ခင်မှာပဲသူ့ရဲ့လူမှုကွန်ရက် Facebook ကနေပြီးတော့ရေးသားပြီးတော့ကြေညာချက်ထုတ်ပြန်လာတာပါတက်တင်နေတကွာဆွဆွဲနိုင်တဲ့သူတွေရှိမယ်ဆိုရင် NUG အစိုးရထံကိုအမှုဖွင့်တိုင်ကြားနိုင်ပါတယ်အချိန်မရွေး NUG အစိုးရကကျမထံစင့်ခေါ်စစ်ဆေးနိုင်ကြောင်းအရေးယူဆောင်ရွက်နိုင်ကြောင်းလက်မှတ်ထိုးဂရုပြုဆောင်ရွက်ခဲ့ပါမယ်ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ် သူ့ရဲ့ရေးသားချက်အပြည့်စုံကိုလည်းပြည်သူကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီ post ကပုံမှန် state တခုမဟုတ်ပါဘူးကျမရဲ့ကြင်ညာချက်ပါအချိန်ကြာကြီးယူပြီးတော့ခက်ခက်ခဲခဲနဲ့ခိုင်ခိုင်မာမာချခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်တာမို့ချစ်ချင်းနဲ့တားဆီးချင်းကြောင့်တော့၎င်းမုန်းချင်းနဲ့ပုတ်ခတ်ချင်းကြောင့်တော့၎င်းပြင်ဆင်တော့မှမဟုတ်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်ကျမဟာစစ်အာဏာသိမ်းမှုမဖြစ်ပွားခင်ဆယ်စုနှစ်ဝန်းကျင်လောက်ကတည်းကစစ်အာဏာယူတွေကိုဒီကနေ့အထိ ဒီဇိုင်းမမတ်ဆန့်ကျင်ခဲ့ပါတယ်ဒါကြောင့်ချစ်ကြသူတွေရဲ့မြေတားကိုလုံလုံလောက်လောက်ရရှိခဲ့တယ်လို့မုံညသူတွေရဲ့တိုက်ခိုက်မှုပေါင်းစုံကိုလည်းလိုအပ်တာထက် ပိုပြီးတော့ရရှိခဲ့ပါတယ်ချစ်ကြသူတွေပေးတဲ့ကောင်းကြီးတွေကိုလည်းပီတိဖြစ်စွာလက်ခံခဲ့တယ်လို့မုံညသူတွေပေးတဲ့ရုပ်ကမ်းမှုကိုလည်းယဉ်စီးခံယူခဲ့ပါတယ်ဆရာနာသိမ့်မှုနောက်ပိုင်းကိုပိုင်းဘဝပျက်စီးကြသူတွေတဲ့ကျွန်မလည်းတယောက်အပါဝင်ဖြစ်ခဲ့တယ်လို့ဒီ9နှစ်နေပါခီးကျမ်းမှာလည်း လူလူနဲ့အတူတသားတည်းရက်တည်ပြီးကိုနိုင်တဲ့ဝန်ကိုနိုင်တဲ့ဝန်ထက်ပိုတဲ့ဝင်တွေကိုလည်းအစမ်းကုန်ထန်ရွက်ခဲ့ပါတယ်။ကျမဟာတာမန်ပြည်သူတူဖြစ်ပါတယ်။တစုံတယောက်ရဲ့သားသမီးဖြစ်တယ်လို့တစုံတယောက်ရဲ့မိခင်လည်းဖြစ်ပါတယ်။တစုံတယောက်ရဲ့ဇနီးမယားဖြစ်တယ်လို့တစုံတယောက်ရဲ့မွေးချင်းမောင်နှမဖြစ်ပါတယ်။စူပါပါဝါမရှိတဲ့တာမန်မိန်းမတယောက်ရဲ့ခွန်အားနဲ့ဒီအရွေ့မှာကြာရတာဝန်နိုင်သမျှပခုံးနဲ့အထမ်းနိုင်ဆုံးဝင်ကိုထမ်းခဲ့ကြောင်းကျမတစ္ဆာဆိုနိုင်ပါတယ်။ ဟုတ်ကဲ့ကျမဟာတာမန်လူသားတူဖြစ်ပါတယ်ထင်ရင်နာတတ်ပြီးနာကျင်ရင်ငိုတတ်တဲ့တာမန်မိမသားတယောက်ဖြစ်ပါတယ်လူသားမောင်များစွာအင်းနဲ့အားနဲ့ပါဝင်နေကြချိန်မှာကျမအတူရှိခဲ့သလိုစေအာနာရီရဲ့ဖိနှိပ်မှုကြောင့်တချို့တွေပြန်အထိုင်ကျသွားရလို့အင်းအားရော့ပသွားတဲ့အချိန်မှာလဲကျမမတ်မတ်ရက်ပြီးတော့ရှိနေခဲ့ပါတယ်ဒါပေမဲ့ကျမကထီထီကြီးမြင်းမြင်းတာတာကြီးရှိနေခဲ့တာရန်သူကမြင်သာတဲ့သူမှုရသမျှလက်နက်နဲ့စုပြုံတိုက်ခိုက်ကြတဲ့ဒဏ်ကိုလဲ ကျမတောင့်ခံခဲ့ပါတယ်ကျမနိုင်တဲ့နာကျင်မှုထက်ပိုတဲ့အထိဒါပေမဲ့ကျမခံနိုင်တဲ့နာကျင်မှုထက်ပိုစေတာကတော့ငါတို့ယက်တီချက်တူတူလေးဆိုတော့ယုံကြည်ထားတဲ့ဗချမ်းကလောင်ရည်တန်ဒီဆွဲချတိုက်ခိုက်မှုတွေပျက်စီးစေခြင်းနဲ့စေရနာတွေတစ္ဆာဖောက်မှုတွေရန်သူရဲ့အစွဲအပါးတွေအစီစဉ်တကြရုံမာမှုတွေအွန်လိုင်းပေါ်မှာကုန်းကောက်စရာဂုံတိတ်ခါမရှိတော့အောင်ဖြည့်ဆည်းမှုတွေပြင်ပဘဝတွေလုံခြုံစွာအသက်ရှင်ရည်တည်နိုင်ရဲ့အတွက်အထီးပါ ထိပါလာတာဒီအထိကျွန်မတတ်နိုင်သမျှတယောက်တည်းရင်ဆိုင်ခဲ့ပါတယ်ဘသူကမှအကူအညီမတောင်းဘသူကမှ မပင်ပန်းစေပဲကျွန်မတကူတည်းရင်ဆိုင်ကြော်ဖြတ်ခဲ့တာဒီနေ့အထိပါပဲဒီဒေါ်လာရေးမှာကျွန်မရဲ့ influence နဲ့ကျွန်မတိဆောက်ခဲ့တဲ့လူတို့ယုံကြည်မှုကျွန်မရဲ့လှူအားကျွန်မရဲ့ညာညာသွေးကိုအသုံးပြုပြီးပြည်သူလူတွေရဲ့ယုံကြည်မှုအင်အားကြောင့်ဒေါ်လာရေးထံရမုံငွေရှာဖွေထောက်ပို့နိုင်ခဲ့တာအမေရိကန်ဒေါ်လာ15တန်းဝန်းကျင်ရှိပါတယ်။ကျမရဲ့လူလူယုံကြည်မှုကို စူးစီးနိုင်စွမ်းဟာပြည်သူတယောက်အနေနဲ့တော်လှန်ရေးပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့ပေမဲ့ကျမအတွက်ကတော့အစိတ်ပြန်ဖြစ်ခဲ့ပါတယ်ကျမတို့ယောက်တည်းကဦးတည်တဲ့ဂုံတိတ်ခါဖြစ်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်သူအလုံးစီရောက်ရှိလာတဲ့နာကျင်မှုတွေမလုံခြုံမှုတွေသစ္စာဆိုပါတယ်ဒီဒဏ်တွေကိုကျမအစွမ်းကုန်အစွမ်းအလုံးကုန်တဲ့အထိတောင်းခံခဲ့ပါတယ်ငွေကြေးပတ်သက်မှုကြောင့်တိုက်ခိုက်မှုတွေကိုရောပေါင်းအောင်ငွေစည်းအလုံးအဖွဲ့အစည်းအသင်းအဖွဲ့ပုံစံမှု့ ယုံကြည်စွာပုံအပ်ခဲ့တဲ့ကိစ္စတွေကနေရှင်တလောကဖြစ်ပေါ်လာတဲ့ပြဿနာတွေကြောင့်လဲကိုကိုကိုယုံကြည်မှုပျက်စီးရပါတယ်။ကျမကိုကျမအာမခံနိုင်ရင်တော့ကျမအာမမခံနိုင်တော့အရာတွေအတွက်ကျမမျက်နာကထိုးချခံဖြစ်နေတာဆိုတာကိုလည်းအတော်ရှက်ရပါတယ်။မပန်တာဝန်ကျေတာထက်ပိုပါတယ်လို့မေတ္တာထားပေးနိုင်သူတိုင်းကပြောကြပေမဲ့ဒီအာနာရှင်တော်လိုင်းကြီးမပြီးဆုံးတဲ့၍ကျမတာဝန်ကျေတယ်လို့ဘယ်တော့မှမခံယူပါဘူး။ဒါကြောင့်ဒီတော်လိုင်းကြီးကို စွန့်ခွာသွားမှလည်းမဟုတ်ပါဘူးဒါပေမဲ့ဒီနေ့ကစပြီးကျမကိုတိုင်ကိုကြဆောင်ရွက်ပေးတဲ့တော်လှန်ရေးရန်ပုံငွေရှာဖွေခြင်းကိစ္စရပ်တွေကိုအပြီးတိုင်ရန်နာကြောင်းကြီးညာပါတယ်ကျမဆောင်ရွက်ခဲ့တဲ့ရန်ပုံငွေ project တွေဆောင်ရွက်စဲလက်စ project တွေရဲ့ငွေနဲ့စီးရင်ရှင်းလန်းကျမလက်ထဲမှာလက်စကြမ်းရှိနေတဲ့ပြည်သူရဲ့ပံ့ပိုးမှုတော်လှန်ရတနာများပါမကြမ်းကျမတို့ရဲ့တော်လှန်ရေးအစိုးရ UNG အစိုးရတာဝန်ရှိသူတွေထံတရားဝင်အနံ့ခဲ့ပါတယ် ျမနဲ့ပတ်သက်ပြီးတော့ဗျံပဓာဆွဆွဲချက်မဟုတ်တဲ့တပ်တွေတာဒကနဲ့ဆွဆွဲနိုင်သူရှိမယ်ဆိုရင် NUG အစိုးရထံအမှုဖွင့်တိုင်ရနိုင်ပါတယ်အချိန်မရွေး NUG အစိုးရကကျမထံစင့်ခေါ်စစ်ဆေးနိုင်ကြောင်းအရေးယူဆောင်ရွက်နိုင်ကြောင်းလက်မှတ်ထိုးဂရုပြုဆောင်ရွက်ခဲ့ပါမယ်ရမုံငွေရှာဖွေရေးကိစ္စရက်တွေကလွဲရင်တော်လှန်ရေးအတွက်ကျမထမ်းဆောင်နိုင်ရာတာဝန်တွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းတဆင့်ထက်ဆင့်ဂရုပြုပါတယ်အခက်အခဲတစ်ခုတွေးလိုက်မျိုးစုံကြော်ဖြတ်လိုက်အတိုက်ခိုက်တစ်ခုတွေးလိုက် ဖြစ်ရှင်းရင်ဆိုင်လိုက် နောက်ထပ်အခက်အခဲတစ်ခုတွေးလိုက် နောက်ထပ်ကြော်ဖြတ်လိုက်နောက်ထပ်အတိုက်အခိုက်တစ်ခုတွေးလိုက်နောက်ထပ်ဖြစ်ရှင်းရင်ဆိုင်လိုက် ဝင်းကဘာထဲမှာကစားရတဲ့အသက်ဖြတ်ဂိမ်းတစ်ခုလိုကျမဘဝကဒဏ်ရာရေရလိုက်ဒီနေရာကိုပဲအထက်ထက်ပြန်ရောက်လိုက်နဲ့ကျမတကယ်ကိုပင်ပန်းခဲ့ပြီမို့ဒီတာဝန်ကနေကျမကိုအနားယူခွင့်ပေးဖို့နားလည်ပေးကြဖို့ထောက်ပို့ပြည်သူတွေထံအနုညွတ်တောင်းဆိုပါတယ်ကျမရဲ့ Horizon Project ဒီအောင်မြင်အောင်ယုံကြည်စွာအားဖြစ်ပေးခဲ့ကြတဲ့ တော်လန်ပြည်သူတွေပါဝင်ငွေကောက်ခံပေးကြတဲ့ fundraiser ဖွဲ့စည်းတွေနောက်ွယ်ကနေ risk အများကြီးယူပြီးကူညီခဲ့ကြတဲ့နိုင်ငံတကာကလူမသိသူမသိသူရဲကောင်းတွေကိုလည်းအမြဲလေးစားကျေးဇူးတင်လျက်ပါ။လက်စင်ထောက်ဖို့နေကြတပ်ဖွဲ့တွေတော်လှန်ရေးညီကောင်မောင်နှမတွေကိုလည်းအထူးအားနာရပါတယ်။ကျမခွန်ကျမအားနဲ့ကျမရဲ့ကိုပိုင်ငွေကြေးနဲ့တတ်နိုင်သမျှအထောက်ကူပြုသွားမှာဖြစ်ပေမဲ့အရင်လိုလှုပ်ဆောင်ပေးနိုင်စွမ်းမရှိတော့တဲ့အပေါ်မောင်နှမတို့အနေနဲ့ခွင့်လွှတ်ပေးကြဖို့တောင်းပန်ပါတယ်။ ဘဝတွေအနာဂတ်တွေရင်းခဲ့ကြတဲ့ရဲဘော်တွေထက်ကျမရဲ့တာဝန်ထမ်းဆောင်နိုင်မှုကဘာမှမဟုတ်နိုင်တဲ့အတွက်အများကြီးအားနာရပါတယ်ဒီဒေါ်လာရေးမှာ တာဝန်ကျေခဲ့ပြီလို့ဘယ်တော့မှမခံယူသလိုအဆုံးအထိအခြားနိုင်ငံနေရာကနေရှိနေပါမယ်ကျမတာဝန်ရှိနေတဲ့ project the key ရဲ့ဖြည့်ရှင်းလက်စာကိစ္စကိစ္စရက်မှာလဲအမှန်တရားပေါ်ပေါက်ဖို့ပြည်သူငွေကြေးမဆုံးရှုံးဖို့အဆုံးအထိတာဝန်ယူသွားပါမယ်ဒီခီးကျမ်းမှာအတူရက်တိခဲ့ကြသူတွေနှုတ်ဆက်ရက်ကြသူတွေရန်သူဘက်ကမတိမတာ ရက်ခဲကြသူတွေကိုလည်းကျမဘက်ကခွဲခွဲခြားခြားမှတ်မှတ်သားသားရှိနေမှာဖြစ်တယ်လို့ကျမကို character assassination ပြုလုပ်ခဲ့ကြသူတွေကိုလည်း online ပေါ်မှာအပြန်လန်ရန်ဖြစ်တာထက်လက်တွေ့ဘဝမှာပြင်းထန်ထိရောက်တဲ့တိတိပပတုံ့ပြန်မှုတွေကိုလည်းရေဆုံးမြေဆုံးဆောင်ရွက်တော့မှာဖြစ်ပါတယ်ဒီတော်လန်ရေးကြီးပြီးတဲ့အခါကျမဟာထိုင်းကုံဝင်ဆွဲမဲ့သူမဟုတ်တယ်လို့ပါတီနိုင်ငံရေးထိုင်းကုံနိုင်ငံရေးမှာလည်းကျမကိုဘယ်တော့မှမတွေ့မြင်ရစေဖို့အာမခံပါတယ်ဒီတော်လန်ရေးကလည်းကျမ ပြန်ရကျင်တာတခုပဲရှိပါတယ်တော်လံပြည်သူတွေရင်ထဲကကျမအတွက်ဂုံတိတ်ခါဆိုတဲ့အရာတခုတည်းပါအဲ့ဒီတခုတည်းနဲ့တင်ကျမကိုကျမဘယ်တော့မှနောင်တမရတယ်လို့အမြဲတမ်းဂုံယူနေမှာပါတော်လံရေးအတွက်ကျမယက်တည်ခဲ့ပါတယ်ကျမရဲ့အမြဲတမ်းတက်ဖြတ်ခံနေရတဲ့ဂုံတိတ်ခါအတွက်ကျမဘက်ကကျမရက်ခွင့်ပြုပါကျမယုံကြည်ခဲ့သမျှစိတ်မပြတ်စေခဲ့တယ်လို့ကျမရဲ့ဆုံးဖြတ်ချက်ပေါ်နားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် တိုက်ပွဲသတင်းကြောင်းရာတွေနဲ့ဆက်အောင်ပါခင်ဗျာငပဲမြို့နယ်တွင်နေရီကံပြူဟာပတ်ဝန်းကျင်မှာစတင်ပါလာပထမပတ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်80ဦးထပ်မံတေဆုံးခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်အထက်မင်းလာမြို့နယ်အတွင်းစက်တင်ဘာ၁ရက်နေ့ကနေစက်တင်ဘာ၁၈ရက်အတွင်းတိုက်ပွဲတွေမှာလဲအကြမ်းမစိုးစုဘက်ကတေဆုံးသူ၃၀ဦးခန့်ရှိတယ်လို့စစ်တုံးမှန်းချုပ်လည်းဖမ်းမိထားတယ်လို့အထက်မင်းလာပြည်သူ့ကော်မတီတပ်ဖွဲ့နဲ့နှိစက်သူတွေကပြောပါတယ်ခင်ဗျာ။ အဲ့နောက်ပိုင်းတိုက်ပွဲတွေဆက်ဖြစ်နေပြီးနောက်ထပ်ကာကွယ်စခန်းတစ်ခုကိုသိမ်းယူနိုင်ခဲ့တာပါ။နေအီကန်ဘူဟာကရခိုင်ပြည်နယ်အမ်းမြွတ်နယ်ကနေမကွေးတိုင်းပဲခူးတိုင်းဘက်ကိုထွက်တဲ့အမ်ဘရန်လမ်းပိုင်းနဲ့ဆက်ဆက်နေတဲ့စစ်ရှုံးကောင်စီရဲ့အဓိကစခန်းကြီးတစ်ခုဖြစ်ပါတယ်ဆိုပြီးသတင်းမြစ်တူကပြောပါတယ်ခင်ဗျာ။အားရကတတော် AA ကစတေမာလာ28ရက်နေ့ညမှာသတင်းထုတ်ပြန်တာမှလည်းရခိုင်ပြည်နယ်က၃နေရာမှာတိုက်ပွဲဖြစ်နေပြီးစစ်တပ်ဟာတိုက်ပွဲတွေမှာအထိနာနေတယ်လို့ပြောဆိုခဲ့ပါတယ်။အရင်ကမှစုဆောင်းလာတဲ့တပ်ဖွဲ့ဝင်တွေလည်း တိုက်ခိုက်လို့စိတ်မရှိပဲရှေ့တန်းနောက်တန်းကနေအခွင့်ရရင်ရတယ်လို့တက်ပြေးကအေထက်ကိုပတ်ပြောင်းတာဒီအလံပြူထောင်တာတွေနေတန်းဖြစ်နေပြီးတက်ပြတ်နေတယ်လို့အေကထုတ်ပြန်ပြောဆိုပါတယ်တက်ပြတ်နေတဲ့ဆရှုံးကောင်စီဟာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့မြို့ရွာတွေစာတင်ကြောင်းဈေးဆေးယုံဈေးကန်းနဲ့ဘုံကြီးကျောင်းစတဲ့နေရာတွေအပြင်လူစုလူဝေးရှိတယ်လို့ထင်ရတဲ့နေရာတွေကိုနေညအချိန်မီလေကျောင်းရေကျောင်းလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ ဒါကြောင့်မလို့စစ်တပ်ကရဲသားပြည်သူတွေကိုနေရောညပါအကြမ်းဖက်တိုက်ခိုက်နေတဲ့အတွက်သတိပြုကြဖို့လေချောင်းရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်ပြီးတော့အရေးပေါ်သတိပေးချက်ကို AA ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့မြို့သားညွေဆိုရအန်ယူဂျီရိုင်းသမနာဒူဝဲလက်ရှိလက်နဲ့ Green မြို့သားဒုတိယရေးပါတီ KNPP ဥက္ကဋ္ဌခူးဦးရဲတို့တော်လိုင်းဆိုင်ရာစင်ကုန်မှုတွေကြော်လောင်းနိုင်ဖို့နဲ့ Nagaf Federal Democracy တိုင်းပြည်တည်ဆောက်နိုင်ဖို့အတွက်တွဲဆုံဆွေးနွေးခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ စနေမ25ရက်နေ့ကလည်း NUGI သမ္မတဒိုအလရှိလာကကင်မြူသားစီယုံကင်နူဥက္ကဋ္ဌပရိုဂရက်ထူးဝင်းတို့တွဲဆုံဆွေးနွေးခဲ့ကြောင်းကိုသတင်းထုတ်ပြန်ပြီး၄ရက်ကြာမှာ KNPB ဥက္ကဋ္ဌနဲ့တွဲဆုံဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။ NUG နဲ့ KNPB ခေါင်းဆောင်နှစ်ဦးဟာလက်ရှိနိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့တော်လှန်ရေးအခြေအနေတွေလက်ရှိကြုံတွေ့နေရတဲ့တော်လှန်ရေးဆိုင်ရာစိန်ခေါ်မှုတွေအတူရင်ဆိုင်ကြော်လွှမ်းနိုင်ဖို့အနာဂတ် Federal Democracy တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ။ဒါပြင်တိုင်းပြည်အနှံ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ထိခိုက်တင်ဆုံးခဲ့ရတဲ့မိသားစုတွေထိခိုက်နိုင်ရရသူတွေအသက်အိုးအိမ်စီးစိမ်တွေဆွတ်လွတ်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ဆွေမျိုးရှောင်တွေအတွက်လူသားချင်းစာနာကူညီရေးဆိုင်ရာတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့အတည်ပြုထားပါတယ်။စစ်တပ်အနာသိမ်းကြတဲ့က KNPB KA ဟာပြည်သူနဲ့အတူရပ်တည်ပြီးစစ်ရှုံးကောင်စီတပ်ကိုတော်လှန်နေတဲ့တိုင်းသာနာနဲ့ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ KNDF တီထောင်ရမှာလဲ KA ကစစ်ဘက်ထိတ်တန့်တာဝန်ရှိသူတွေကဥဆောင်မှုပေးခဲ့ပါတယ်ခင်ဗျာ။ ကေဟာ KNDF ပါဝင်ဂရင်းဒီတပ်ပေါင်းစုနဲ့အတူစစ်ရှုံးကောင်စီတပ်ကိုဆက်လက်ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။ KNU နဲ့ NUG ခေါင်းဆောင်တွေစတေမာ25ရက်ကတွေ့ဆုံရမှာလဲနူးတော်လိုင်းအမြန်ဆုံးအောင်မြင်စေဖို့တော်လိုင်းအင်အားစုတွေကြားမှာပူးပေါင်းလက်တွဲပြီးတော့ဆောင်ရွက်သွားမယ်ဆိုတဲ့ကဏ္ဍတွေကိုအချက်တဝင့်ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။နိုင်ငံကသတင်းဒီဘက်မှာတော့ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးစီမံတခုကိုနှစ်နိုင်ငံညှိနှိုင်းပြီးတော့သဘောတူညီနိုင်ခဲ့ကြောင်းအမေရိကန်နဲ့အစ္စရေးအစိုးရတွေကပူးတွဲပြီးတော့ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂထွေထွေညီလာခံတက်ရောက်ဖို့အမေရိကန်ကိုရောက်ရှိနေချိန်တော်တွင်အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတန်ညာဟုကအင်ဖြူတော်မှာသမ္မတဒေါ်နယ်ထရန့်ကိုစတင်ပါ29ရက်နေ့ကသွားရောက်တွေ့ဆုံခဲ့တဲ့နောက်အဲ့ဒီသဘောထားကိုအတူပူးတွဲပြီးတော့ထုတ်ပြန်ခဲ့တာပါအနည်းချုပ်အနေနဲ့ကတော့ဂါဇာမှာဆစ်စင်ရေးတွေရပ်တန့်ဖို့အချိန်တိုင်းတာတစ်ခုရောက်ရင်အစ္စရေးတပ်တွေပြန်ရောက်သိမ်းဖို့ဂါဇာရဲ့နိုင်ငံနိုင်ငံရေးကဏ္ဍကနေဟာမတ်စ်ကအပြီးတိုင်ဖယ်ထုတ်မှုခံရမှာကိုလက်ခံဖို့ဒဇာဂန်နေတဲ့တုံ့ပန်းတွေအလဲလဲလုပ်ဖို့ ဂါဇာမှာလူသားချင်းစာနာမှုအထောက်ပံ့တွေပြန်လည်ဝင်ရောက်နိုင်ဖို့ဆိုတာတွေပါဝင်ပါတယ်။အင်ပြူတာကသတင်းစာရှင်းလင်းပွဲမှာတော့ Trump ဟာဒါကငင်းငင်းရေးအတွက်တမိုင်းဝင်နေ့တစ်နေ့ဖြစ်လာတယ်လို့ကြွေးကြော်ခဲ့ပါတယ်။သူက Hamas ဖွဲ့ဟာအခုကမ်းလှမ်းချက်ကိုမဖြစ်မနေလိုက်နာဖို့လိုအပ်ကြောင်း Hamas ကဆက်ပြီးတော့ခေါင်းမာနေဦးမယ်ဆိုရင်တော့ Israel က Hamas ချင်းချောင်းမှုကိုအပြက်ရှင်းဖို့လုံတဲ့လုံထိုက်တာတွေကိုဆက်လုံးမှာဖြစ်တယ်လို့ American ကလည်းအားပေးထောက်ခံသွားမယ်လို့ Trump ကသတိပေးသွားခဲ့ပါတယ်ခင်ဗျာ။ ေတန်ညာဟုကလည်းဟာမတ်စ်ကကမ်းလှမ်းချက်ကိုပယ်ချရင်ဒါမှမဟုတ်ရှောင်လွှဲရင်အစ္စရေးအနေနဲ့ပို့ပြီးတော့ထိရောက်အားကောင်းတဲ့စီးရဲအရှိန်မြင့်မှုတွေလှုပ်ဆောင်လာနိုင်ကြောင်းအတိလင်းပြောဆိုသွားပါတယ်။ဟာမတ်စ်နဲ့နှိစက်တဲ့ပါလက်စတိုင်းသတင်းမြစ်တချို့ကတော့ဟာမတ်စ်ခေါင်းဆောင်နေစီအင်ဂျီရောကနေပေးပို့လိုက်တဲ့အချက်20ပါတောင်းဆိုမှုတွေလက်ခံရရှိထားပြီးဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။အဲ့ဒီချက်တွေထဲမှာတော့အနာဂတ်ဂါဇာရဲ့အုပ်ချုပ်ရေးကဏ္ဍမှာဟာမတ်စ်ဟာလုံးဝပါဝင်ခွင့်ရှိတော့မှာမဟုတ်ပါဘူး။ဟာမတ်စ်က လက်နက်ချရမှာဖြစ်သလိုဂါဇာမှာရှိနေတဲ့မြောက်ဥမင်နေနဲ့လက်နက်တိုက်တွေကိုလည်းဖျက်ဆီးပစ်ပေးရမှာဖြစ်ပါတယ်အခြားတစ်ဖက်မှာတော့အနာဂတ်မှာပါလက်စတိုင်းအချုပ်ချာအာဏာပိုင်နိုင်ငံပေါ်ထွန်းလာရေးကိစ္စတွေကိုလမ်းဖွင့်ပေးထားဖို့အစ္စရေးကလက်ခံခဲ့ရပါတယ်အပြစ်ကရစဲဖို့သဘောတူညီပြီးရင်ဟာမတ်စ်ကဖမ်းဆီးထိန်းသိမ်းထားတဲ့အစ္စရေးတစားကန်20နဲ့တည်ဆုံးပြီးသားလို့ယူဆရတဲ့တစားကန်2000လောက်ရဲ့အလောင်းတွေကို82နှစ်အတွင်းအစ္စရေးစီကိုလွှဲပေးရပါမယ် အစ္စရေးကလည်းယာနဲ့ချီတဲ့ပါလက်စတိုင်းအကျဉ်းသားတွေကိုပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ဂါဇာမှာနှစ်ဖက်စလုံးကစစ်ရေးတွေကိုရောက်ရနေရကနေရဆိုင်ရမှာဖြစ်ပြီးတင်းတော်တဲ့အချိန်ကာလတစ်ခုရောက်ရင်အစ္စရေးကလည်းတပ်တွေကိုပြန်ရုပ်သိမ်းရမှာဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲဂါဇာကိုနိုင်ငံတကာလူသားချင်းစာနာမှုအထောက်ပံ့နေအလုံးအရေးနဲ့ပြန်လည်စည်းဝင်လာစေရေးကိုအစ္စရေးကခွင့်ပြုပေးရမှာပါ။ထရိုင်ရဲ့အဆိုပြုချက်တွေထဲမှာတော့ဟာမတ်စ်တွေရဲ့ အလုံးဂါဇာကိုဘယ်သူတာဝန်ယူအုပ်ချုပ်မလဲဆိုတာကိုလည်းလမ်းညွန်ပြထားပါတယ်ဒါကတော့စကူးမကူကာလာအတွက်ပါလက်စတိုင်းကော်မတီတရက်ကဂါဇာကိုတာဝန်ယူအုပ်ချုပ်စင်မှာဖြစ်ပြီးအဲ့ဒီကော်မတီကိုငြိမ်းချမ်းရေးဘုတ်အဖွဲ့လို့နာမည်ပေးထားပေမဲ့နိုင်ငံအစုအဖွဲ့နဲ့နီးကပ်အကြံပေးကိုယ်ကွယ်မှာဖြစ်ပါတယ်ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲမှာပြည်ထောင်စုကြီးချုပ်ဟောင်းစာတိုနီလဲပါဝင်မှာဖြစ်ပြီးနောက်ထပ်အဖွဲ့ဝင်အစ်တစ်တွေကိုလည်းကြီးညာသွားမယ်လို့ဆိုပါတယ်ခင်ဗျာဟာမက်ပူတီရဲ့ပြိုင်ဘက်ဖြစ်ပြီးနောက်ထပ်ပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့အနောက်ဘက်ကမ်းခြေဒေသမှာအဓိကခြေစိုက်တဲ့ ါလက်စတိုင်းအာဏာပိုင်ဆိုရကတော့တမရထရန်ရဲ့ငြိမ်းချမ်းရေးအထောက်မှုတွေဟာစိတ်အားထက်သန်ပြီးတော့ဖြောင့်မတ်ရိုးသားမှုရှိတယ်လို့ချီးကျူးခဲ့ပါတယ်။မကြသေးခင်ကမှပါလက်စတိုင်းကိုအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တိမတ်ပြူကြောင်းကြေညာထားတဲ့ပြည်နယ်ဝန်ကြီးချုပ်စကီယာစတာမာကလည်းထရန်ရဲ့စီမံတွေကိုထောက်ခံခဲ့ပါတယ်။သူကဟမ်မက်စ်နေနဲ့ဒုက္ခဆိုးတွေကိုအဆုံးသတ်နိုင်ဖို့အတွက်လက်နက်ချပြီးအဲ့ဒီစီမံတွေကိုလက်ခံတစားကန်အားလုံးကိုပြန်လွှတ်ပေးသင့်ပြီလို့စတာမာကပြောပါတယ်။ပြင်သစ်သမ္မတအီမန်ဒူရယ်မက်ခရွန်ကလည်း ဒီသဘောတူညီချက်ကိုလက်တွေ့အကောင်တွေဖော်နိုင်အောင် ပြင်သစ်ကအားပေးကူညီဖို့အသင့်ရှိကြောင်းလည်းကြေညာပါတယ်ခင်ဗျာ။ Hamas တွေဘက်ကတော့အဲ့ဒီအချက်20ပါဆွေပြချက်ကိုလက်ခံမလားဆိုတာလက်တလုံးမှာမှတ်ချက်မပေးသေးပါဘူး။အစိုးပိုင်းမှာတော့ Hamas ခေါင်းဆောင်တဦးကစစ်ပွဲရဆိုင်ရေးအတွက်လက်တွေ့ကြတဲ့ဘလို့ငင်းငင်းရေးကမ်းလှမ်းချက်ကိုမဆို Hamas ကစမ်းစစ်သွားဖို့ဆန္ဒရှိကြောင်းဒါပေမဲ့အဲ့ဒီကမ်းလှမ်းချက်ပါပါလက်စတိုင်းရဲ့အကျိုးစီးပွားတွေအတွက်လုံခြုံမှုအမှတ်ခံချက်ရှိဖို့ဂါဇာကနေစစ်တပ်တွေအစုံစုံဆုတ်ခွာပြီးတော့စစ်ပွဲက တင်းပြီကြက်ပြီအဆုံးသတ်ဖို့ဆိုတဲ့ဂရီကဝတ်တွေလိုအပ်ကြောင်းပြောကြားထားခဲ့ဘူးပါတယ်ခင်ဗျာဒါကတော့ဒီကနေ့မနေ့ခင်မှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝင်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ